ဒီနေ့ကျွန်တော်အတဘိုတွေပေါ့ဗျာနော်အတဘိုတွေအတွက်ကို အကောင်းဆုံးစိတ်နှီးပေးမယ်တချို့တွေဒီဂျိုင်းနေမှာ တွဲလောင်းလေးတွေကြားတယ်တချို့တွေဒီပါးတွေတွဲလောင်းကြားတယ်ဒီမျက်ခုံတွေမှာတွဲလောင်းလေးတွေကြားတယ်အတဘိုလေးတွေပေါ့နော်တချို့တွေဒီနားတွေမှာလည်းတွဲလောင်းလေးတွေကြားတယ်အဲ့လိုတွဲလောင်းလေးတွေကြားတဲ့အတဘိုဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းကိုကျွန်တော်ပေးမယ်သေချာကူးဆိုင်ပြီးနားထောင်အဲတပြားတစ်ချက်မှမကုန်ဘူးဗျာလောက်လို့ရတယ်ဒီကဒီသဘင်ပေါ့ ။သဖင်ဟိုကျွန်တော်တို့စာလုံးကြီးတဲ့သဖင်မျိုးရှာဗျာနော်။ဟိုစံကြီးမြင်တော့မရအောင်။တချို့မျိုးသမီးတွေအများတန်းဖြောင်းလိုက်ကောက်လိုက်အဲ့လိုသဖင်မျိုးတော့မရဘူးဗျာ။နော်ဖြောင်းတာကောက်တာမရှိတဲ့သဖင်မျိုး။ဥပမာကျွန်တော်တို့သဖင်မျိုးဗျာ။တဘောပေါ့လားဖြောင်းတာကောက်တာမရှိတော့စံလုံးကြီးတယ်။အဲမပါဘူးစံကြီးမြင်တေးလေးတွေမဟုတ်ဘူးအလုံးကြီးတယ်။အဲ့လိုအလုံးကြီးသဖင်ကိုဆွဲနှုတ်မယ်။နှုတ်ပြီးလို့ရှိရင်ဟိုအတဘူရှိပါအောင်အဲ့အတဘူအရင်ကနေကတ်ပြီးတော့ခြိမယ်။နော်ကျွန်တော်ဘယ်လိုပြောအောင်လဲဗျာ။ အဲဥမာပေါ့ဒါထားပါတော့ဒါဥမာဒါတဘူလေးတွဲတယ်ပေါ့အဲဒီမှာဒီအရေးရှိပါအဲအဲ့လိုမျိုးဒါအရင်ပေါ့ဗျာအဲဒီအရင်ကနေပြီးတော့ကတ်ပြီးတော့ခြီးမယ်တင်းတင်းလေးခြီးမယ်ခြီးပြီးဘာလုပ်ရမလဲဆိုလို့ရှိရင်ကြောကြောက်ချင်ကြောက်ချင်ကိုတွေးမယ်တွေးပြီးလို့ရှိရင်အဲ့ဒီအတဘူနေရာလေးကိုကြောက်ချင်တွတ်တူပေးရမယ်အဲ့အရင်ပိုင်းလေးကိုကြောက်ချင်တွတ်ပေးကြောက်ချင်ကိုတွေးထားတဲ့အရေးကိုအရင်ပိုင်းလေးကိုတွတ်တူပေးပြီးလို့ရှိရင်သူကနည်းနည်းနောက်နေ့ဆိုလို့ရှိရင်နည်းနည်းညော့မယ်တခါပြန်တင်းတင်းလေးပြန်ဆွဲ အဲ့တော့တင်းတင်းလေးဆွဲကြောက်ချင်အရေလေးတို့ပြီးတင်းတင်းလေးဆွဲကြောက်ချင်အရင်တို့ပြီးဘယ်လိုနေရာမျိုးမှာပဲပေါက်ပေါက်ဂျိုင်းမှာပဲပေါက်ပေါက်မျက်နှာမှာပဲပေါက်ပေါက်ဘယ်လိုနေရာမျိုးပဲပေါက်ပေါက်သဘင်နဲ့အရင်ပိုင်းကို တင်းတင်းလေးခြိထားမယ်အဲပြီးရင်ကြောက်ချင်ကိုသွေးပြီးတော့အဲ့ဒီအရင်ကိုတုတ်တုတ်ပေးမယ်အဲ့လိုဆိုလို့ရှိရင် မကြခင်အချိန်တော်တွင်းမှာဒီကောင်ကကြွေကြသွားလိမ့်မယ်နော် သူ့ရဲ့ဒီအတဘိုရဲ့ပမာဏပေါ်မူတည်တာပေါ့ဗျာသေးတယ်ဆိုလို့ရှိရင်လည်းနှစ်ရက်သုံးရက်နဲ့ကျွေးသွားတယ်အရင်ကြီးတယ်ဆိုလို့ရှိရင်လည်းတစ်ပတ်ဆယ်ရက်ပေါ့တဘောအဲ့လိုအချိန်လေးမျိုးမှကျွေးတယ်ဒါပေမဲ့မိမိကယော့သွားလို့ရှိရင်ပြန်တင်းတင်းလေးဆွဲချီဖို့တော့လိုတယ်ယော့သွားတိုင်းတင်းတင်းလေးဆွဲချီရမယ်เนาะအဲ့အဲ့လိုနည်းနဲ့လုပ်ကြည့်ပါဗျအဆင်ပြေပါစေ